ခင်ကြီးစိုးတော့ကြောင့်အခုလိုခွင့်ခါမိခင်များကြောင်းရဲသာသမီများအတွေ့တော်မိခင်များဘယ်လိုကိုပုံပြမလဲဆိုတဲ့အရာကိုဟောကြားနိုင်တော့အခွင့်ပေးတဲ့ဖခင်တခင်သားတို့ကိုစိတ်စွာချီးမွမ်းပါတယ်ဒုတိယအနေနဲ့အခုလိုမျိုးဤသူနည်းမြတ်မှာကိနာဝင်ခဖို့အချိန်ပေးတဲ့ဆရာများတာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ပါတယ်တတိယအနေနဲ့ကြွလာတော့အရောက်ရှိတိုင်းဖခင်ကောင်းကြည့်ပါစေကျေးဇူးများတင်ပါတယ်လို့ဆိုတော့တခါတည်း အာကျွန်တော်စပြီနော် time keeper လဲဟိုမှာထိုင်နေတယ်ဆိုတော့မိနစ်20ပြောတယ်မိနစ်20တော့နေလာတော့မသိဘူးတော့ဆရာပါဘူးကျွန်တော်ဆရာ Okay မိခင်များနိလို့ကျွန်တော်တို့အခုလိုမျိုးအာပြောတဲ့အချိန်မှာကျွန်တော်ကဒီလိုမျိုးပြောချင်တယ်မိခင်၃မျိုးအတွက်ဂုံပြို့တဲ့နေလို့ပြောချင်ပါတယ်ပထမမိခင်ကတော့ဘယ်သူလဲဆိုလို့ရှိရင်မွေးမိခင်ဗိုက်နာတဲ့မိခင် ဒုတိယမိခင်ကတော့ဗိုက်မနာတဲ့မိခင်ဗိုက်မနာတဲ့မိခင်ဆိုတာဘယ်သူမျိုးလဲဆိုလို့ရှိရင်ကဘာပေါ်မှာအယမ်းနာမည်ကြီးတဲ့လူတိုင်းသိတဲ့မာသာတေရီဆာဖြစ်ပါတယ်သူ့လူမျိုးဒီကဘာပေါ်မှာအခုအများကြီးမိပါမဲ့ကလေးတွေကိုကြီးစုဆုံးရှောက်ပေးတဲ့သူတချို့လူစင်သူတို့ကိုယ်တိုင်တာသမီရှိတယ်တချို့လူစင်သူတို့ကိုယ်တိုင်ကတာသမီမရှိဘူးတာသမီမရနိုင်တာလည်းရှိတယ်တချို့လူစင်အိမ်ထောင်တောင်မပြုတ်ဘဲနဲ့ မာသာတရိစာလိုမျိုးနဲ့အလုပ်လုပ်တဲ့သူအများကြီးရှိပါတယ်။သူတို့လည်းတကက်မွေးမိခင်လိုဂုံပြုတ်ထိုက်တော်သူများဖြစ်ပါတယ်။ဒါတရကြတော့ဘယ်သူလဲဆိုလို့ရှိရင် ကျွန်တော်အယံခံစားပါတယ်။ဘာလဲဆိုတော့ကျွန်တော်အမျိုးသမီးဒီကျွန်တော်ရဲ့မိခင်လို့ကျွန်တော်ယူဆပါတယ်။အာမင်။ဟောက်ကြလားမသိဘူး။သူတို့သုံးဦးစလုံးဟာဆိုလို့ရှိရင်တော့ဖျားသခင်ကကျွန်ုပ်တို့ကိုအယံကြည့်စုဆောင်ရှောက်တဲ့အချိန်မှာ သူကိုယ်တိုင်ကလည်းခန္ဓာကိုယ်အပြင်ဆင်းလာလို့မရတော့ကြောင့်သူကိုယ်စားပြုတ်ပုတ်ပေတဲ့တမန်တော်များဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီကနေ့မှာမွေးမိခင်ဘိုက်နာတဲ့မိခင်ကိုဆိုလိုတာဖြစ်တယ်ဘိုက်မနာတဲ့မိခင်ရဲ့နောက်ထပ်ဘိုက်မနာတဲ့ကိုယ့်ရဲ့ခင်ပွန်းတဲ့အိမ်ထောင်တွေများဖြစ်ပါတယ်ဆိုရက်တို့သုံးအုပ်ကိုဒီဒီနေ့မျိုးမှာဂုံပြုတ်ထိုက်ပါတယ်ဆိုတာလေးကိုရှီဦးစွာပြောပြလိုပါတယ်မိခင်များနေ့ဆိုတဲ့ဥစ္စာဒီ ကျမ်းစာထဲမှာတိုက်ရိုက် မရှိပါဘူးကျင်ပါတာဒါပေမဲ့ဘာကြောင့်ဖြစ်လာတာလဲဆိုရင်တော့ဒီအသားသမီးတို့လို့ကျွန်တော်တို့လို့အမေရှိသော အာနာဂျာဗစ်လို့ခေါ်တယ်သူကအမေရိကန်ပြည်တွင်းစစ်ကာလမှာသူ့အမေကခလေးပင်ယောက်မွေးတာလဲဆိုရင်ဆက်၃ယောက်မွေးတယ်ဆက်၃ယောက်ထဲကကျန်တဲ့လူအကုန်လုံးတည်ပြီးတော့၄ယောက်သာကျန်တာဖြစ်တယ်ဂျီဟာအကုန်လုံးသူ့အမေက ပြုတ်ဆုံဆုံးရှောက်တယ်ဒါမကသူ့အမေဟာဘယ်သူလဲဆိုလို့ရှိရင်ဒီလိုမျိုးပြည်တွင်းစစ်ကာလမှာလူနာတွေကိုအဲစစ်တိုက်တဲ့ချိန်မှာကုငီဆုံရှောက်ပြီးတော့လူမှုကယ်ဆယ်ရေးထက်ကဒူနာပြုတ်ပုံစံပေါ့နော်အဲလိုမျိုးနဲ့အလုံးလုံးတဲ့ဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီနေ့မျိုးဖြစ်လာဖို့ရန်သူ့တမီကသူ့အမေကိုဂုံပြုတ်ချင်ခဲ့လို့ဖြစ်တယ်ဒါကျွန်တော်တို့လည်းကို့အမေအတီးတီးဂုံပြုတ်ကြပါစို့ကို့အမေကိုဂုံပြုတ်ချင်းအဖြစ်ဘလောက်ထိ ကဘာပေါ်မှာပြောင်းလဲခြင်းဖြစ်လာနေတယ်ဆိုတာယနေ့လက်တွေ့သက်တည်ပဲဖြစ်ပါတယ်။ तू ကအဲ့လိုမျိုးနဲ့ promote လုပ်တာပေါ့နော်။အဲ့လိုမျိုးနဲ့ဆိုတော့1908မေလ10ရက်နေ့မေလရဲ့ဒုတိယပတ်လို့ပြောလို့ရတယ်။အဲ့ဒီမှာပထမအဆုံး Waste Virginia ပြည်နယ်က Grafton ဆိုတဲ့မြို့မှာကျင်းပတာဖြစ်ပါတယ်။အဲ့လိုမျိုးကျင်းပကျင်းပရင်းနဲ့18မြောက်ဖြစ်တော့ American သမ္မတ Woodrow Wilson ကကြားတဲ့အချိန်မှာ အမိများကိုပေါ့နော်အခုလိုဂုံပြုတ်တာအရန်ကောင်းတာပဲဆိုပြီးတော့ International Mothers Day ဆိုပြီးတော့ပေါ့နော်အခုလိုအချင်းပလာချင်းဖြစ်ပါတယ်ဆိုလာတွေကိုဒီကျွန်တော်ပြောချင်ပါတယ်အဲ့တော့1914မေလဒုတိယပတ်အခုလိုပေါ့နော်မေလဒုတိယပတ်မြောက်မှာကဘာလုံးဆိုင်ရာတရဝန်တတ်မှတ်လိုက်တာဖြစ်ပါတယ်ဆိုလာလေးကိုရှူစွာပြောချင်ပါတယ်အမေများရဲ့အရေးကြီးပုံရယ်အမေများကြောင့်ကဘာကြီးမှာ ဘာတွေဖြစ်လာပြီးတော့လူတွေဘဝဘယ်လိုပြောင်းလဲရလဲဆိုတဲ့ဥစ္စာအမိမြောက်ကိုဂုံပြုတ်ရင်းနဲ့ကျွန်တော်ဆက်ပြီးတော့တွားချင်ပါတယ်ဘရာဇီးလ်နိုင်ငံမှာမိခင်တယောက်ဆိုတဲ့မာရီယာဆိုတဲ့မိခင်တယောက်ရှိတယ်သူ့မှာတားရှိတယ်သူ့တားကမူရစီဝါဆွဲလန်းတော်သူဖြစ်တယ်တုံးဆွဲတော်သူဖြစ်တယ်အဲ့တော့သူ့အမိကသူ့တားအတွက်အမြဲတမ်းဆုတောင်းပေးတယ်တစ်နှစ်ဆုတောင်းပေးတယ်ပြောင်းလဲမလာဘူး ဆူတောင်းတယ်။ငါးနှစ်ပြည့်လာတယ်မပြောင်းလဲဘူး။ဆယ်နှစ်ဆူတောင်းတယ်မပြောင်းလဲဘူး။အဲ့လိုနဲ့တဏိတမှာတော့သူ့သားဒီဘုရားရှင်ဂျေဇုတော်ကြောင့်ပြောင်းလဲတယ်။နောက်ထပ်သူ့သားကဘာဖြစ်သွားလဲဆိုရင်သူ့လူမျိုးမွေစီဝါရဲ့ခြေကျွန်းအောက်မှာကျုံခံနေသောသူ့များကိုကယ်ဆယ်သူဆရာတပါဖြစ်လာတယ်။ဘလောက်ဆူတောင်းခဲ့တာလဲအဲ့ဒီချိန်ကဆိုရင်အနှစ်30ကြာခဲ့တယ်။ ဒါကြောင့်မိခင်များရဲ့ဆုတောင်းခြင်းအချိန်ပေးခြင်းဒီဘယ်တော့မှအလကားမဟုတ်ပါဘုရားသခင်အမြဲတမ်းကြည်ရှုတယ်နားငြောင်းတယ်အာမင်ဒါနိမကသီးပါကျွန်တော်တို့အမြဲတမ်းသိရှိတဲ့ကြောင်းမှာလဲတင်ယူခဲ့တဲ့ Thomas Edison ဟာဆိုရင် Thomas Edison အခုဒီမှာမီးပြတ်တယ်မောင်းတယ်အဲ့ဒီမှာအလင်းရဖို့ဒီအလင်းကိုတီထွင်ခဲ့သူဖြစ်ပါတယ်သူဟာဆိုရင်တော့ကြောင်းစတက်တဲ့အချိန်ကြောင်းတက်တဲ့အချိန်မှာအသက်9နှစ်လောက်မှာကြောင်းကနေ သူ့ကိုအမေသူ့အမေစီမှာစားတဆောင်ပို့တယ်တဲ့။တင့်သားဒီမျောလင့်ချက်မဲ့တဲ့စိတ်ယောဂါရှိတယ်။ဒါကြောင့်သူ့ကိုကြောင်းကလက်ခံလို့မရဘူးဆိုတဲ့စာကို အမေစီမှာပို့တာ။အဲ့တော့အမေကအဲ့ဒီစာကို ဖတ်တဲ့ချိန်မှာတိတ်တိတ်လေးငိုယိုပြီးတော့စိတ်ပြက်ခဲ့တယ်။ဒါပေမဲ့ဆူတောင်းရင်းနဲ့ခွန်အားယူပြီးတော့ဖျားတခင်စီမှာဆက်ကတ်တဲ့ချိန်မှာအတွေ့အကြုံတစ်ခုရလာတယ်။အဲ့တော့အဲ့ဒီအတွေ့အကြုံတစ်ခုအပြင်သူ့သားကိုပြောတာလဲဆိုရင် ငါသာမင်းကားတဲ့ထူးခြားတဲ့ကောင်လေးဖြစ်တယ်တဲ့ထူးခြားလို့လို့နင်းတက်ခဲ့တဲ့ဂျောင်းကနင့်ကိုတင်ကြဖို့ဆရာကြီးမလုံလောက်ဘူးဆရာကြီးမှလည်းအည်မရှိမရှိဘူးတဲ့ဒါကြောင့်ယနေ့ကနေစပြီးအိမ်မှာမိမိကပဲတင်ကြပေးမယ်ဆိုပြီးတော့သူ့သားကိုအဲ့လိုအားပေးခဲ့တယ်သူ့အန်တုံးသုံးကပါလေနင်းတော်လွန်းလို့နင့်ကိုတင်ပေးနိုင်လောက်အောင်ဆရာမှာ ဆရာတွေမှာအရေးအချင်းမရှိဘူးဆိုပြီးတော့ပြောခဲ့တယ်။အဲ့လိုနဲ့အမေရဲ့တွန်တင်မှုအောက်မှာကျူးစာရင်းနဲ့996ချိန်စမ်းသပ်မှုတို့လုပ်ပေမဲ့မအောင်မြင်ခဲ့ဘူး။နောက်ဆုံးတထောင်မြောက်စမ်းသပ်တဲ့အချိန်မှာအခုလို light bulb electric bulb ဒီမီတီမီချောင်းတွေမီဒီဖြစ်လာနိုင်တာဖြစ်တယ်။အဲ့တော့သူ့အမိမှာဒီတဏိတာမှာ送သွားတယ်။送သွားပြီးတော့သူ့ရဲ့ အာဇာပနာခန္ဓာရီပြီးမြောက်တဲ့အချိန်မှာတန့်ရှင်းရင်လုံးတဲ့အချိန်မှာသူ့အမိကဖွက်ထားတဲ့စာတဆောင်ကိုဖတ်ခဲ့တယ်ပေါ့နော်ဆိုတော့ဘာလဲဆိုလို့ရှိရင်အပေါ်ဆုံးမှာကစာကို အမိပြောတာကတော့အယိချင်းရှိတယ်တကယ့်တည်းအကြောင်းအပူတာကအယိချင်းမရှိဘူးဆိုတဲ့စာကိုသွားတွေ့ပြီးတော့သူမျက်ရည်နဲ့ကြတဲ့အချိန်မှာသူကစာတဆောင်ပြန်ရေးတယ်တဲ့ဘာစာလဲဆိုရင်တိုးမတ်အက်ဒီဆန်ဒီစိတ်ယောဂရှိသူဂလိတူတကယ်ဖြစ်ပါတယ် ဒါပြီးမဲ့တဲ့သူ့ကိုယုံကြည်အားထားသောမိခင်တူးကြောင့်ယာဆုနှင့်အတွင်ထိုးချွန်တဲ့တီထွင်သူဖြစ်လာခဲ့တယ်တဲ့အမေများဘလောက်အကြီးကြီးတာလဲသူ့အမေကြောင့်သောမတ်အက်ဒီဆန်ဖြစ်လာတယ်သူ့ကြောင့်ယနေ့ကျွန်တော်တို့အမောင်ထဲမှာလဲအလင်းကိုကောင်းကောင်းရနိုင်ခြင်းဖြစ်ပါတယ်ဒါတွေမကတိဘူးအင်္ဂလန်နိုင်ငံမှာ 米钦的乌苏是哪？苏嘞 we in <Yes. S 2>？米钦的乌是嘞？苏玛噶，咖喱塞古要西嘞。胡克东阿苏罗西耶，咖喱里噶阿，斗勿了，滴滴多阿的米塔苏的苏玛。巴中来说哦，滴不哩要噶罗巴罗细细多阿的。米钦的乌噶咖喱阿米呀呀家嘞。巴他妈阿嘞，塞东要，滴这要噶嘞，塞古要当家嘞，塞古要听噶，塞要被得新开嘞。讲得路，松松多阿嘞。 ဟိုတော့မိခင်တဲ့ဘလောက်ထိခံစားရမလဲနော်ဆေရောက်ခလေးကိုကြီးစုံဆုံးရှောက်တဲ့အချိန်မှာအယားတလို့များတယ်သူ့တော်လဲပဲသူကဘာလို့တာဆိုတနည်းအနည်းဆုံးတနာကြီးသူ့ခလေးတွေနဲ့စွတ်တောင်းချိန်ကို သူလှုပ်ခဲတယ်အဲ့လိုလှုပ်ချင်းအားဖြင့်ဘာရလထွက်လာတာလဲဆိုလို့ရှိရင်ဘသူလို့ထင်လဲသူ့ရဲ့တာကြီးဟာဆိုလို့ရှိရင် အခုကဘာပေါ်မှာ အသင်းတော်ထဲကအယနာမည်ကြီးတဲ့ Methodist အသင်းတော်တည်ထွင်ခဲ့သူ John Wesley ထွက်လာတယ်။ဒါနေမကတည်ဘူး။သူ့ရဲ့ညီကိုကဘာဖြစ်လာတာလဲဆိုရင်တော့ကျွန်တော်ဒီဖခင်ကြောင့်တည်းမှာတုံးတဲ့အဟင်းတော်မဟုတ်တိတ်မဟုတ်ဘောနော် Methodist တို့ Anglican တို့အဲ့ဒီဖက်မှာတုံးတဲ့တကိ Biblical အယံကြတဲ့ဟင်းတခြင်း လူပေါင်းပေါင်းတမ်းမမြောက်စွာပြောင်းလဲစီတဲ့နှူးချမှုကိုဖြစ်စီတဲ့အာဘီလီကဟာမားလည်းအရန်သုံးခဲ့တဲ့ဟင်ဒီစတိစတူပေါ့နော်ချားလ်စ်ဝေးစလီဖြစ်လာတာဖြစ်တယ်မိခင်ရဲ့ဆုတောင်းမှုတွေကြောင့်ဖြစ်တယ်နော်တမချန်းစာမှာလည်းပဲစာလံ126 9မှာမျက်ရည်ချက်လက်မျိုးစစ်ကျဲတော်သူတို့ဒီရွှင်လန်းလျက်စပါရိတ်ချလိုက်မယ်ဆိုတဲ့အတိုင်းတကယ်ပဲမိခင်များအားမလျှော့ပါနဲ့အားမငယ်ချနဲ့အာမင် သင်တို့ကြောင့်ကဘာပေါ်မှာမြောက်များဆိုတာပြောင်းလဲခြင်းရှိခဲ့တာဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာလည်းအမြန်ပြန်ကြည့်မယ်ဆိုရင်တော့မာရီကြောင့်ကျွန်တော်တို့ငရေကနေကောင်းကင်ထိလွတ်ဖို့ကျွန်တော်တို့ကူစားအသေးခံတော့ကယ်တင်ရှင်ယေရှုမွေးဖွားခဲ့တာဖြစ်ပါတယ်။ဒါနဲ့မကတိပါရိတ်ပရောဟက်လည်းဖြစ်ပရောဖက်လည်းဖြစ်တရားသူကျဲလေးဖြစ်နိုင်တဲ့တားရှေမွေလဖြစ်လာဖို့ရန်ဘု து ကြောင့်လဲဆိုလို့ရှိရင် တကယ်စိတ်တကြအရက်မူးတယ်လို့ဆွဆွဲခံရလောက်တဲ့အထိဆုတောင်းခဲ့တဲ့သူ့အမိဟာနာအကြောင်းဖြစ်ပါတယ်။ဒါနေမကတိပါတမကျမ်းစာထဲမှာဓမ္မတိကျမ်းထဲမှာပါစတာပထမအိုးဆုံးဖြစ်သွားခဲ့တဲ့တိမိုသေဟာဆိုရင်သူ့အဖွာ Lois English and Lois နဲ့သူ့အမိ Annie ပေါ့နော်သူ့ကြောင့်ဖြစ်တယ်ဆိုတာတမကျမ်းစာထဲမှာသူ့နာမည်လည်းပါသွားတာကျွန်တော်တွေ့ရတယ်။ ဒါတွေမကသေးပါဘူးမောရှိဣသရေလအလုံးကိုကအဓိကလွတ်သွားအောင်ခေါင်းဆောင်ခဲ့တဲ့မောရှိရဲ့ပြီးတော့တမန်ကျမ်းစာထဲမှာအကြီးဆုံးရိတ်ပေါ်ဟဖြစ်တဲ့အာရွန်ဒီမနေ့မှလည်းပြောတယ်နော်ပြီးရင်ဣသရေလကိုတကိဖျားတကိအလုံးနုံနုံကြကြကြွားကြဖြည့်တော်ဦးဆောင်နိုင်တဲ့သူတို့ရဲ့မမေရီယမ်ဂျီတုံးဦးစလုံးကိုတကက်ခေါင်းဆောင်ကြီးဖြစ်သွားအောင် လုတ်ပေးသူကသူ့အမေယောခဘက်ကြောင့်ဖြစ်တယ်ဆိုတာမိခင်များအာကျွန်တော်တို့ဂုံပြုတ်တကယ်ထိုက်တန်ပါတယ်ဒါနမကဒီပါဒီတမချန်းစာထက်အရှမ်းအံ့ဩစရာကောင်းတဲ့အရာကိုစဉ်းစားဖို့ကြလားမသိဘူးကျွန်တော်မေးမယ်ဆိုရင်တရားအံ့ဩတော့မယ်နော်တမချန်းစာဆိုတော့ယူဒဖယားတကယ်ရွေးတဲ့ဟာဖြစ်တယ်ဒါပေမဲ့ဂျူးလူမျိုးမဟုတ်တဲ့လူဒီတမချန်းစာပါဒီတမက တမချန်းစားတဲ့ခေါင်းစည်းကဘာဦးချန်းကနေဗျာရစ်သေးမှာတယောက်ရှိတယ်ဂျူးလူမီလုံးဝမဟုတ်တော့မစီမဆိုင်ခမရတို့ကျွန်တော်တို့လူပြင်ပလူဖြစ်တယ်ဘယ်သူလဲအဲဟိုမှာပါပြီးပြီဆိုတော့တိပါပါဘယ်သူလဲရူတာဖြစ်တယ်ရူတာဟာဆိုရင်တော့ဂျူးလူမျိုးမဟုတ်တကယ်တကယ်မှာတမချန်းစားတမိုင်းကြည့်မယ်ဆိုရင်လုံးဝတူနာမယ်လေတမချန်းစားပါလို့တော့မရတဲ့ပြင်ပလူမျိုးထဲကဖြစ်တယ်ဒါပေမဲ့တမချန်းစားထဲမှာသူ့ နာမည်ကိုပါနာတဲ့အပြင်စာအုပ်အလိုက်မှာလည်းပါလာနိုင်တာချင်းဒီဘု து အကြောင်းလဲဆိုလို့ရှိရင်နောမီအကြောင်းဖြစ်တယ်နောမီဟာဆိုလို့ရှိရင်ချွေးမအပေါ်စံပြမိခင်မလို့ရူတာကလည်းသူ့ရဲ့အမေကြောင့်အမေရဲ့ချစ်ချင်းမိတာအောက်မှာအည်ပျော်ပြီးအမေနောက်ကိုလိုက်ပြီးတော့နောက်ပိုင်းမှာဆိုဘယ်လောက်ထိဆိုအခုတခင်ယေရှု မွေးဖွားဖို့ရန်တခင်ယေရှုရဲ့အဖွားလဲ ဖြစ်တယ်။ဒါကြောင့်မိခင်များအနေနဲ့ကျွန်ုပ်တို့ကမိမိချွေးမကိုကောင်းကောင်းပြုစုတော်အားဖြင့်ဘလောက်ထိအကျိုးကျေးဇူးများလိုက်တယ်လဲဆိုရသတိထားဖို့ဒီမှာကျွန်တော်တို့ခွန်အားယူစရာရှိပါတယ်။အာဒီအတိုင်းပဲချွေးမကြောင့်တော်လကောင်းမိခင်ကြောင့်တော်လကောင်းအိမ်ထောင်ကွဲတာလဲတစ်ဖက်မှာ ရှိနိုင်တယ်။ဒါအပြင်ကျွန်တော်တို့ကသားသမီးအပေါ်မှာဘယ်လိုဆောင်ရှောက်မလဲဆိုတဲ့ဥစ္စာလဲမိခင်ရဲ့လက်ထဲမှာအတိတ်ကကြာတာဖြစ်တယ်။ဖခင်ကတော့ဒါမဲ့ကြီးတယ်။ တာသမီးတွေကတော့လူမိုက်ဖြစ်တဲ့ဆိုတဲ့အရာရဲ့နောက်ွယ်ကအဓိကအကြောင်းအရာကိုကျွန်တော်တို့လက်တွေ့မှာလေ့လာတဲ့ချိန်မှာမိခင်ကသူတို့ရဲ့ကလေးကိုဘယ်လိုဆောင်ရှောက်ကြီးစုဆောင်ရှောက်တယ်လဲဆိုတဲ့တွန်တင်တယ်လဲဆိုတာအဓိကမူတည်တာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့တာသမီးတွေကိုတောင်းဆုံကျွန်တော်တို့ကထိမ့်သိမ့်ဖို့ရန်တင်တို့မိခင်များဒီဖရာသခင်ရဲ့ကိုစားပြုတ်များဖြစ်တယ်ဆိုတာလည်းပဲတစ်ဖက်မှာလည်းအားပေးခြင်းပါတယ်လို့ဒီချိန်မှာတော့ အာကျွန်တော်ဒီတိုင်းဟောရင်ပြောရင်နည်းနည်းပူမထိရောက်ပါဆိုလို့ကဗျာဆန်ဆန်လေးနဲ့အာကျွန်တော်နည်းနည်းမိမိတို့ရဲ့အကြောင်းကို ပြောချင်ပါတယ်ဆိုတော့အာယုံကိုစိုးဆိုင်ပေးတာစာသားပေါ်ကိုကြည့်ပြီးပါဘောနော် ကျွန်တော်ကပဲဖတ်ပါမယ်လို့မိ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 ဆိုတဲ့ဒီစကားနှလုံးကို ပြောလိုက်တိုင်းနှလုံးသားတွေကတခုခုနာကျင်လာတယ်တဲ့ဘာကြောင့်လဲဆိုတော့တိလာတဲ့ဘာကြောင့်လဲဆိုတော့ အမေတွေဟာဆိုလို့ရှိရင်တော့တကယ်တမ်းမှာဆိုတော့သူတို့အစစ်ကိုဘယ်တော့မှမပြဘူးဟန်ဆောင်ပြီးတော့တာသမီပေါ်မှာအမြဲတမ်းသူတို့အသက်ရှင်တာဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းငိုတယ်ပေါ့နော်ဒီစာသားကြောင့်ပြင်ဆင်တဲ့အချိန်မှာကျွန်တော်တို့ကမိမိတို့ရဲ့နာကျင်မှုကိုဘယ်တော့မှတကယ်တကယ်မသိခဲ့ဘူးသူမှငိုနေတာကို မမြင်ဘူးဘာလို့လဲဆိုတော့ခုမှတည် သူမငူတိုင်းကျွန်တော်အတွက်ငူနေတာငာမမီအောင်မျက်နှာကိုဖုံးပြီးပုံးကွယ်ရမှာငူနေတာမဟုတ်ပါမိမိတို့မှာနားတယ်ဆိုတာမရှိဘူးကျွန်တော်တို့ဖြားနာတဲ့အခါတိုင်းမြတ်အမှလည်းပဲကျွန်တော်မိမိတို့ရဲ့လက်ဟာဆိုတော့ကျွန်တော်ငပိုးပေါ်မှာအေးမြတ်နေတယ်ကျွန်တော်ဆိုအခုအရာမမြောက်နေတယ် ကျွန်တော်ကအငယ်ဆုံးသားဆိုတော့လေအဲဒီအချစ်ချင်းအဲ့တော့ဒါပေမဲ့ဘယ်တော့မှမတွေးဘူးပေါ့နော်ဒီလက်တွေပင်ထင်ရမအိရပဲကျွန်တော်တို့အတွက်တိတ်တိတ်လေးနဲ့ထားထားပြီးနိုးနေရတယ်ပေါ့နော်အခုအထူးသဖြင့်ကျွန်တော်ဘေးနားမှာအာကျွန်တော်မိန်းမလည်းခလေးလေးကောင်းတဲ့ချင်းကျွန်တော်တော့မသိဘူးအားရပါအိတ်တယ်သူမြအမကနာခနာထား မနဲ့ကျွန်တော်ထလာတဲ့ချိန်မှာတနည်းလုံးသူညအေးပြတ်မှန်လဲပြပြနေတနည်းလုံးခလေးတွေအတွက်ဟိုနူးနူးကြွကြွဖြစ်တာကျွန်တော်ပြည့်တဲ့ချိန်မှာကိုယ်အမိကိုအရာဟိုရီယာစီသွားတာပေါ့နော်ဒါဒီမကသေးဘူးအထူးသဖြင့်ဒါဒီချိန်မှာတော့ကျွန်တော်တို့မိသားစုမှာလည်းကျွန်တော်တွေ့လေရှိတယ်နေမှာဆိုအရာမဖြစ်သေးပေါ့နော်သမင်းဝိုင်းမှာကျွန်တော်တို့အကုန်စားပြီးတဲ့အခါဘယ်တော့မှမိမိတွေဟာမစားကြဘူးဘာလို့မစားတာလဲတော့မေးတဲ့အချိန်မှာ ။ဟာစာမိပြီပေါ့နော်။ဖြီးလိစတယ်။ဒါပေမဲ့နောက်မိဖို့ကြောင့်လည်းမှာဝင်နေခါပေါ့နော်။မင်းမီဒီယာကျန်တဲ့တပင်းကျန်တဲ့အားလေးတွေကိုစားနေတာသူတို့ချစ်ဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းခံစားလေးရှိတယ်။ကျွန်တော်အမေတို့အဖေတို့ဆိုကျွန်တော်အသက်အရကွာတဲ့အငယ်ဆုံးဆိုတော့ကျွန်တော်ကြီးလာတဲ့အချိန်မှာသူများကြားမှာတွားလာတဲ့အချိန်မှာကို့အမေတွေတောက်လိုက်လာတဲ့အချိန်တော်တော်လေးတို့ရှင်ဘယ်ကြီးတွန့်နေ နော်အဲ့ချိန်မှာတခါတလေကိုရှက်ရမလားမရှက်ဘူးလားတိတ်တိတ်လေးနဲ့အာကျွန်တော်ခံစားမိတဲ့အချိန်လည်းရှိတယ်။ဟောသူတို့ဟာဆင်းတော့ကုခင်းတဲ့အတိုင်းမဆင်းတော့ခစ်မဖြစ်တော့ဘူး။စားလဲမတက်ကြဘူး။အဲ့ဒါခါကျတော့နင်းနေရှက်ရမလို့အแทမှာလာတက်တယ်ပေါ့နော်။အဲ့လိုမျိုးတွေ့ကြည့်ရဒါမဲ့ကျွန်တော်မသိခဲ့တာကကျွန်တော်တို့အတွက်သူတို့ဟာဆိုအေးပြက်လို့အလုတ်ချမ်းနေပူကျဲကျဲထဲမှာမိုးရွာ မရှောင်ပဲနဲ့အလုတ်လုတ်ခဲတော့အသားကြီးကျန်ခဲ့ကြတယ်တကယ်လားဆိုရင်အဲ့ဒါကြောင့်တာနေဖြစ်နော်မိမိတွေတခါတည်းကျွန်တော်ကတောင်မှပတ်ဆက်နဲ့ထုတ်ပြောလို့ရှိတယ်ချင်းလို့ဆိုတော့အာနုအေးကြီးဘာကြီးကျွန်တော်တခါတလေအပြင်းကြီးတော့မဟုတ်ဘူးနော်ကို့အမေတခါတလေကျွန်တော်တတိအပေးနဲ့အဒီနဲ့ဝါနေတဖြစ်မှာတော့ပြောလို့ရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့ဟာအေးတခါတလေကြမ်းကြမ်းတမ်းတမ်းကျွန်တော်တို့ကိုပြောတယ်မချစ်တော့ဘူး ပေါ့နော်ကျွန်တော်ခံစားလို့ရှိတယ်။ဒါပေမဲ့ကျွန်တော်ထင်ခဲ့တာတခြားဟာမဟုတ်ပါဘူး။ကျွန်တော်လမ်းမရောက်မှလူမိုက်ဖြစ်မိမှစိုးရင်လွန်လို့အဲ့လိုစိုးမှခဲ့တာဖြစ်တယ်။တကယ်တော့အဲ့လိုစိုးမှဖို့လိုအပ်တဲ့ကျွန်ုပ်တို့ရဲ့အမားဖြစ်တယ်။ဟုတ်ပြီနော်။အဲ့ဒါကိုအထူးသဖြင့်တချို့တွေအတွက်ကိုမိန်မကိုခင်ပွန်းလဲဒီလိုခံစားစေချင်တယ်။တကယ်တော့ဆိုတော့မိန်မဖောက်ပြန်တာတဲ့ယောက်ျားဖောက်ပြန်တာအရာ အချိန်မှာကျွန်တို့ရဲ့ခင်ဘိုးနဲ့မိခင်ဖီးယားက မိမအများပေါ့နော်တို့ကြိတ်ကြိတ်တို့ခံစားတဲ့အချိန်အများကြီးရှိလို့ဆိုရလဲတရိယာစီချင်းပြီးတော့ကျွန်တော်အပြင်သွားတဲ့အချိန်မှာတတိထားတော်တို့ကျွန်တော်အမြင်မှားတဲ့အချိန်မှာမမာတဲ့မိခင်မရှိတော့ဘူးဟာဆိုရင်တက်လို့နေပေါ့တို့ချင်းချင်းနာကြီးတယ်ပေါ့နော်ခဏခဏမြဲရမယ်ဒါပေမဲ့ကျွန်တော်မတီးတဲ့အရာရှိ ကျွန်တော်တို့အိမ်မပြန်ခင်အထိအိမ်မရောက်ခင်အထိသူတို့ရဲ့နှလုံးသားတည်ငင်ခြင်းမရှိဘူးစိုးရင်ချင်းနဲ့ငါသားငါသမီးငါခင်ပွန်းဘာများဖြစ်မလဲဆိုတာသူတို့ခံစားနေရဖြစ်တာဒါကြောင့်ကျွန်တော်သဘောပေါက်တယ်ပေါ့နော်သဘောပေါက်တန်ဖိုးရှိတဲ့အမေဆိုတာလှပချင်းတစ်ခုတည်းမဟုတ်ခဲ့ပါဘူးအမေဖြစ်တာကတက်တက်အိမ်ချောင်း ကြတာအိမ်ထောင်တဲ့ဖြစ်တာလဲမဟုတ်ပါဘူးတို့ဟာဆိုတော့ဘုရားတကယ်ရဲ့ခွဲခတ်ထားတဲ့ခန့်ထားတဲ့တန်ဖိုးကြီးတဲ့မိခင်များတာဝန်ထမ်းဆောင်တဲ့သူများတန်ဖိုးမယူတဲ့ငွေမယူတဲ့မိခင်များဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့ကိုယ်အမိဒီဘေးအမိအမျိုးအစားဖြစ်နေပါစေတို့တို့ရဲ့အမိဖြစ်ခြင်းတန်ဖိုးပေါ်မှာယူတည်ကြပါစို့နာခံကြပါစို့တမချန်းစာကလည်းထွက်မြောက်ရ20ဆင့်နေပါလေ ဒါကြောင့်မိဘကိုယူပြီးဆိုပြို့ပါအဲ့ဒါဒီဘုရားသခင်ကလှုပ်ချက်တော့အနေနဲ့တစ်ဖက်မှာလည်းတုံးနေဖြစ်တယ်အဲ့လိုလုံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘုရားသခင်ပေးထားတဲ့ဘေဘေးရောက်ရောက်ကျွန်တော်တို့အသက်တာရှည်တဲ့အပြင်ရှည်တော့အသက်တာဆိုရဒီရဲ့နောက်ွယ်မှာကောင်းကြီးမင်္ဂလာလည်းတွေးပါလာဖြစ်ပါတယ်အာမင်တကယ်ပဲယုံယုံမယုံယုံရှင်မတဲ့အခန်းကြီးက45အတိုင်း ဒီဖျားတိတိမတိတိမိုက်မိုက်ဆိုးဆိုးလူတဲ့ပေါ်ဖျားတကယ်အလုတ်လုတ်တယ်လို့တယုတ်ဒီကလည်းပဲသူတို့မိဘကိုအမြဲတမ်းဖျားတဖွဲကြီးစုံဆုံးရှော့တော့တကယ်ပဲကျွန်တော်တို့အာရှမှာဆိုရင်ကဘာပေါ်မှာလည်းအခုတအားတူတက်တဲ့လူမျိုးဖြစ်လာတယ်။ကျန်တဲ့လူမျိုးလည်းပဲကိုမိဘလီစားတော့ကြည်တိုင်းတကယ်ပဲလက်တွေ့ဖျားရဲ့ဂတိအတိုင်းသူတို့ကောင်းစားပြီးတော့၌ကောင်းစားတော့ကျွန်တော်တွေ့ရတယ် ကျွန်တော်ယုံကြည်သူတွေပူတောင်းမှအားနေလေးရှိတယ်တကယ်တမ်းဆိုတော့ဒီကျမ်းစာဆိုတော့ပထမဖရာသခင်ရဲ့ကျွန်တော်တို့လှုပ်ဆရာပေးထားတဲ့လှုပ်တော့ဖြစ်ပါတယ်ဆိုတာလဲအားပေးခြင်းပါတယ်ဒီကလူငယ်ကျွန်တော်တို့လူကြီးများ အားလုံးဒါတွေမကသေးဘူးတတို့ရဲ့ဆုံးမတဲ့တရားတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့မငြိကြပါနဲ့ဘယ်လက္ခဏာများပါစေကျွန်တော်တို့ခံယူကြပါစို့တုတ်တန်ချံတစ်ရှစ်မှာ အဲ့ဒါကြောင့်မပေပါနဲ့လို့လှုပ်ချက်မှုလို့ကျွန်တော်တို့ကို မာထားတာဖြစ်ပါတယ်အဲ့ဒီကျွန်တော်လှုပ်မယ်ဆိုရင်ဘာဖြစ်လဲဆိုကျွန်တော်ခေါင်းပေါ်မှာတင့်တယ်စီတဲ့ဦးရစ်ဖြစ်တယ်တင့်တယ်စီဦးရစ်ဆိုတာကျွန်တော်တို့လူတွေကလေးစားခံရမှုပြီးတော့ကြီးထွားခြင်းအဲ့ဒီတင်ဂီတကိုဆိုလိုတာဖြစ်တယ်လေပိနိုင်ဆွဲတဲ့လေဆွဲစီတာပဲဆုလတ်မြောက်များစွာ လောကဆုလတ်မြောက်များစွာဒါရီအပင်း ကျွန်တော်ကောင်းကင်နိုင်ငံရောက်ပြီးလက်တက်ကြီးပြီးဒီမိဘအပေါ်မှာကျွန်တော်တို့ရဲ့ယူတည်တဲ့နာခံတဲ့လေးစားတဲ့အရာခတ်သိမ်းစုလေထိုက်အများရအောင်မှာ ဖြစ်ပါတယ်ဆိုတာလေအာကျွန်တော်အားဟိုဟာအားပေးချင်တယ်ပါနော်ဒါကြောင့်ကျွန်တော်ဂျေဇုတင်တယ်ပါတို့ရဲ့မျက်ရည်တစ်ဆက်အာဆိုလို့ရှိရင်ကျွန်တော်ဘဝအတကောပေးဆက်ဖို့ဘယ်တော့မှအာလုံလောက်လို့မရပါဘူးလို့နော်ကျွန်တော်အားလုံးဆိုဖတ်ကြရအောင် စိတ်နှလုံးပြင်ဆင်ပြီးတော့ဒီစာသားကိုကဲအလုံးဖတ်ရအောင်ယခုမှစပြီးမိမိရဲ့ပုံမှန်အဆက်အွယ်လုံမယ်နော်မိမိပုံမှန်တက်နိုင်တလောက်ကြည့်စုစောင့်ရှောက်ကိုငီထောက်ပံ့ပါမယ်နော်မိ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 စိတ်စင်ရဲ့စင်မဲ့အကျင့်ဆိုးများလဲပြုတ်ပင်ပါမယ်မိမိဒီနေရာမှာ ျွန်တော်ခင်ပွန်းတဲ့ယောက်ျားများကိုယ့်ရဲ့မိမအရာပေါ်မှာလဲဒီဟာကိုကျွန်တော်စူကြရအောင်အထို့သဖြင့်ခင်ပွန်းတဲ့များဒီစာစာတာကို ခင်ပွန်းတဲ့များအတွက်တစ်ခေါက်ဖတ်ကြရအောင်မေမေစိတ်စင်းရဲ့စီမဲ့အကျင့်ဆိုးများလဲပြုတ်ပင်ပါမယ်မေမေစိတ်မပူပါနဲ့တော့မေမေအားလုံးဆိုမယ် မခမဲမိတဲ့အရာများအတွက်လဲတောင်းပန်ပါတယ်မိမိ May God bless all. Happy Mother's Day. အရှိရဖျားရှင်အောင်ကြပါစေ။